ဒီနေ့မှာတော့နွားចောင်းသားလေးရဲ့နတ်ဖျားမှတ်တမ်းအပိုင်း58ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပုံကန်သူတက်ဖွဲ့တစ်ခုကခရီးတင်တင်ပေါ်ကြီးကိုဝင်းရံပိတ်ဆို့ထားလျက်ရှိကြပြီးရောက်ရှိလာကြသူတွေဟာစန်းကြီးခန့်တက်ရဲ့အံ့ဖွဲ့၃ပါးဖြစ်တာကြောင့်လူတိုင်းထိတ်လန့်သွားကြရပါတယ်။ဖိုင်းခင်ရှောင်းကအခုရောက်လာသူတွေအကြောင်းကိုကြားဖူးထားပြီးသားဖြစ်တာကြောင့်ပထမဆုံးပိုးကောင်တက်ဖွဲ့ဒုတိယမှာဆေးလုံးတွေရှိပြီးတတိယမှာတော့မိမ့်မလလေးဖြစ်ကြောင်းဒီစကားဟာအခုမြင်ရတဲ့အခါကျမှအလိုမှန်ကန်ကြောင်းပြောလိုက်ပါတယ်။ ဒါကြောင့်လဲတော်ဝင်မိဖုရားတပါပေါ်ထွက်လာခဲ့တာဆိုပြီးဖန်းရွှင်ရှောင်းပြောတော့ရှင်းလိုမျိုးမိသည်များတယောက်ကခီးသည်ပို့ဆောင်ရေးလုံးတွေလို့အမြင်မှန်ရသွားပြီလားဆိုပြီးပြန်မေးလာခဲ့ပါတယ်။ဖန်းရွှင်ရှောင်းကဒီလောကကြီးအေးချမ်းသာရနေတဲ့အချိန်မှာဓမြတယောက်လုတ်ခဲ့ပြီးအခုလိုစစ်ပွဲချိန်နေကြမှာတော့ခီးသည်တွေကိုဘေးကင်းလုံခြုံမှုရှိရှိလိုက်လံပို့ဆောင်ပေးတဲ့အလုတ်ကငွေများကြီးပို့ရတယ်ဆိုပြီးပြန်ရှင်းပြပေးလိုက်ပါတယ်။ဒါအပြင်သူတို့တွေဟာဂျာနေဝါရီဖြစ်တဲ့အတွက်လွတ်ပေးဖို့ပြောတဲ့အခါမိမလလေးဘက်ကပိုးကောင်တွေကိုအနာတုကက်စီလိုက်လို့ချင်းမှုလဲအသိနေထားပြင်လိုက်ပါပြီ။ ဖန်ရွှင်ရှောင်းဟာညီလာခံကနေဖန်စီမိန်ထုတ်ခံထားရပေမဲ့အခုချိန်ထိလွတ်မြောက်နေစေဖြစ်လို့စစ်သူကြီးလည်းစမ်းသက်ကြည့်ခြင်းလိုလားဆိုပြီးမန်ဆွေထုတ်ပြလာတဲ့အခါကျမှမိမလလေးကတစ်ချက်ရေမောလိုက်ပြီးအနောက်ဆုတ်ထွက်ခွာသွားခဲ့ကြပါတော့တယ်။တင်ဘောကြီးပေါ်မှာရန်ခန်းတိုင်းပြည်ရဲ့မူမတ်အရာရှိတွေအများကြီးပါဝင်နေတာဖြစ်လို့ဒီအတိုင်းလွတ်ပေးလိုက်တော့မှလားဆိုပြီးတပည့်မလေးကဆရာဖြစ်သူစီမေးကြည့်တဲ့အခါနန်ကျန်းခီးစင်ကသာသူတို့အတွက်ပိုအရေးကြီးတဲ့ကိစ္စဆိုပြီးရှင်းပြလိုက်ပေမဲ့လည်းတင်ဘောကြီးဘက်ကိုပိုးကောင်တကောင်လွတ်ပေးလိုက်ပါတော့တယ်။ အဲ့ဒီလူကြီးက "तू မခံမှန်းထားတဲ့အတိုင်းဓမ္မတယောက်ပဲ"ဆိုပြီးဟူလင်းအာအော်ပြောလိုက်တော့ဖန်းရင်ရှောင်းလဲသူမြင်မှန်းရသွားပြီဖြစ်တယ်လို့မျိုးတော်ကလည်းကျင်းတိလိုက်ပို့ပေးမှဆိုပြီးထိတ်လန့်နေသူတချို့ကိုလိုက်လံရှင်းပြပေးလိုက်ရပါတယ်။ပို့ကောင်တွေကြောင့်တေဆုံသွားသူတွေကိုလည်းသူ့ဘက်ကနေတာဝန်လှည့်ဟင်းသွားတယ်ဆိုပြီးခီးစရိတ်တွေပြန်ထုတ်ပေးလိုက်တဲ့အချိန်မိပြင်းဖို့ကြီးပေါ်ကိုပို့ကောင်တကောင်မတိမတာရောက်ရှိလာခဲ့ကဆေးလုံးမိဖို့ကြီးကိုဖောက်ခွဲပစ်လိုက်ပါတော့တယ်။ အရှင်ကြီးကြီးမိတောက်ကြီးတွေကရွက်တိုင်လုံးတွေအထိမီးကူးနေပြီဖြစ်တာကြောင့်လူတိုင်းပြရာခက်ကုန်ကြသလိုဆက်သွွားကြီးတွေလည်းလှုပ်ရှားမှုရပ်တန့်သွားပြီဖြစ်လို့ဒီတင်းပေါ်ကြီးကိုဆုံးပြစ်ခဲ့ရတော့မှာဖြစ်ပါတယ်။အပြင်ဘက်မှာလည်းပိုးကောက်တွေများကြီးရှိနေလို့လူတိုင်းကိုစီစိတ်ညစ်သွားရတဲ့အချိန်ချင်းမူကတိုက်ခိုက်မှုတွေကိုအချိန်တစ်ခုကြာထိန်းထားပေးနိုင်တယ်ဆိုရင်မီးပြင်းဖို့ကြီးကိုသူပြန်ပြင်ပေးနိုင်တယ်ဆိုပြီးယုံကြည်ချက်ရှိစွာပြောပြလိုက်ပါတယ်။ ပိုးကောင်လိုင်လုံးကြီးတင်းပေါ်ကြီးပေါ်ဖုံးအုပ်ရောက်ရှိလာပြီဖြစ်လို့ဖန်းရွှေရှောင်းကခေါမိုးပေါ်ပြစ်တက်လိုက်ပြီးမီတောက်အရက်တငုံနဲ့ဖီနီမီတောက်ပုံရိပ်ကြီးတစ်ခုကိုရုတ်ချီဖန်တီးပြစ်လိုက်ရင်တင်းပေါ်အောက်ဖက်ကနေအမြန်ဆွဲပြေးခိုင်းလိုက်ပါတော့တယ်။သူ့ရဲ့မော့တက်ကအမွေးတိုင်တစ်ချောင်းစာပဲတောင်းခံထားနိုင်လိမ့်မယ်ဆိုကချင်းမှုစီလန်းသတိပေးတဲ့အခါဒီလောက်ဆိုလုံလောက်မှုရှိတယ်ဆိုပြီးအဖိုးထုပုစီကနေတင်းယူတက်မြောက်မှုတွေကိုအစွမ်းကုန်ထုတ်ပြပေးနေခဲ့ပါတယ်။ ဒီလိုနဲ့တင်ပေါ်သားတွေကမိငိမ့်တမှုပြုနေရပြီးလူတချို့ရဲ့ပြေလွှတ်ထွက်ပြေးမှုတွေနဲ့ဖမ်းယင်ရှောင်ရဲ့ပင်ပန်းခက်ခဲမှုတွေကြားမှာမိပြင်းဖို့ကြီးကိုချင်းမှုပြန်ပြလိုက်နိုင်ပြီဖြစ်လို့မိတင်ပေါ်ကြီးလဲပိုးကောင်ကပေးတွေကြားကနေအ мян ယုံထွက်လာနိုင်ခဲ့ပါတော့တယ်။ပြင်ဆင်ထားတဲ့ဆေးလုံးမိဖို့ကြီးကလည်းအရင်တုန်းကထက်လောင်ကျွမ်းအားပိုကောင်းလာပြီဖြစ်လို့ဖမ်းယင်ရှောင်ကဒီပညာရက်တွေကိုဘသူစီကနေတင်ယူထားခဲ့တာလဲဆိုပြီးချင်းမှုစီအထင်ကြီးစွာမေးမြန်းကြည့်လာခဲ့ပါတယ်။ ဒီတင်ဘောကြီးနဲ့သာဓမြတော်တိုက်လိုက်ရင်ဘလောက်ကောင်းလိုက်မလဲဆိုပြီးဗီဇာဟောင်းတွေပြန်ထွက်ပေါ်လာတဲ့အတွက်ဖန်းရွှင်ရှောင်းကိုအမြန်မှန်ရသွားတာမဟုတ်ဘူးလားဆိုကစိတ်ညစ်စွာပြန်မေးကြည့်လိုက်ရပါတယ်။ဒီလိုနဲ့ပဲသူတို့တင်ဘောကြီးကနေမီများစွာဖျက်ချော်လာခဲ့ပြီးချင်မူကတရားထိုင်ရင်လိုက်ပါလာခဲ့တယ်လို့နောင်တမနက်မှာတော့ရန်ခမ်းမြို့တကားကြီးရှိကိုဆိုက်ရောက်လာခဲ့ကြပါတော့တယ်။ဂိတ်ဆောင်တွေကဓမြတင်ဘောကြီးဆိုပြီးတားဆီးဖို့ပြင်ဆင်ကြတော့ဖန်းရွှင်ရှောင်းကကုံတဲတယောက်ဖြစ်နေပြီဆိုတဲ့အထောက်ထားထုတ်ပြပေးလိုက်တဲ့အခါကျမှအဆောင်တွေလည်းခွင့်ပြုပေးလိုက်ကြပါတယ်။ ဖန်ရင်ရှောင်းကသူနဲ့အတူဓမြလိုက်လို့ပါလားဆိုပြီးချင်းမူလိုမျိုးအရေးချင်းရှိသူတွေကိုသဘောကျနှက်တတ်တဲ့အတွက်ဖိတ်ခေါ်မှုပြုလိုက်ပါတယ်။ချင်းမူကသူဟာတော်ဝင်ကျောင်းတော်မှာထူးချွန်ကျောင်းသားဖြစ်တဲ့အပြင်ဖန်ရင်ရှောင်းလိုဂိုင်းကနေထွက်ပြေးစရာမလိုတာကြောင့်ဘာလာလို့ရမှလဲဆိုပြီးတန်းညင်းပြစ်လိုက်ပါတယ်။ဖန်ရင်ရှောင်းကတာအိုဂိုင်းကနေထွက်ပြေးလာသူဖြစ်လို့ထိုက်ရွှန်တွက်ချက်နီးစာအုပ်ကိုမြင်ဖူးခဲ့သေးသလားဆိုပြီးချင်းမူမေးကြည့်တဲ့အခါတစ်ဖက်ကလည်းသူထွက်ပြေးလာတော့ကစာအုပ်တအုပ်ခိုးယူလာခဲ့တယ်ဆိုပြီးကတိုလီထုတ်ပြလိုက်ပါတယ်။ ီစာအုပ်ကတွက်ချက်နီးစနစ်ဖြစ်ပြီးအစင်းလေးထိလေးလာတက်ကျွမ်းခဲ့ရင်တာအိုဒါပညာရဲ့မှာဘယ်သူမှရှင်ပြိုင်နိုင်မှာမဟုတ်ဘူးဆိုပြီးအမွန့်တင်လိုက်ပြီးတာနဲ့ချင်းမှုစီဂျေဇုဆက်တဲ့အနေနဲ့ပြစ်ပေးလိုက်ပါတော့တယ်။ချင်းမှုလည်းတစ်ချက်လောက်လန့်လောကြည့်ပြီးတဲ့နောက်ဖန်းရင်ရှောင်းတို့နဲ့ဒီနေရာမှာပဲလမ်းခွဲနှုတ်ဆက်ခဲ့ကြသလိုတစ်ဖက်ကလည်းသူတို့နဲ့ပူးပေါင်းကျင်တဲ့အချိန်ကြရင်ကုံတဲ့အဖွဲစီဆက်သွယ်လိုက်လို့ရတယ်ဆိုပြီးထွက်သွားတဲ့အချိန်ထိကလန်းသွားခဲ့ပါသေးတယ်။ တော်ဝင်ကြောင်းစီချင်မှုပြန်ရောက်လာတဲ့အခါအလွန်ပိန်ကျုံးနေတဲ့ချီလင်းငကားကြီးကိုလက်ရန်ပုံမြင်လိုက်ရတာကြောင့်ဘာလို့ဒီလောက်ပိန်လီနေရတာလဲဆိုပြီးမေးကြည့်တဲ့အခါအစာရေစာဝတ်လင်အောင်မစားရလို့ဆိုပြီးပြန်ပြေးလာပါတယ်။ဒါဆိုရင်ဘာလို့ကို့ဘာသာထွက်မရှာတာလဲဆိုပြီးချင်မှုထက်မေးကြည့်လိုက်တော့ချီလင်းငကားဟာဟိုးအရင်တုန်းကသူများကြွေးမွေးတဲ့အစာတောက်ကောင်းဝင်ဆောင်မှုတွေကြောင့်အလွန်ကြုံတက်တောင့်တတဖြစ်နေပြီးကို့ဘာသာအစာရှာဖို့ပြင်းနေကြောင်းဆိုပါတယ်။ ဒါအပြင်ဒီလိုအားနည်းနေတဲ့အချိန်မှာချီလင်းနဂါးကိုအရင်တုန်းကဆိုရင်ဖင်းတော်အောင်ကြောက်တဲ့စိမ့်ပြနွားကြီးကလည်းလာရောက်လောင်ပြောင်းတက်တယ်လို့အနိုင်ကျင့်တဲ့တေချောင်းစိတ်ပြက်လက်ပြက်ပြောပြပေးနေခဲ့ပါတယ်။ချီလင်းနဂါးဟာဘိုးဘေးဆရာထွက်သွားပြီးတဲ့နောက်မှာသူ့ဘဝကဘလောက်ခက်ခဲသွားရတဲ့ဆိုပြီးစိတ်ထိခိုက်စွာပြောပြနေတာမြင်တော့ဒီကောင်ကြီးဟာဘိုးဘေးဆရာရဲ့စီးတော်ရင်သားရဲ့ဖြစ်ကြောင်းချင်းမှုနားလည်သွားခဲ့ပါတော့တယ်။ ချင်မူကသူ့ကိုယ်သူကောင်းကင်နဲ့ဂိုင်းချုပ်ဖြစ်ကြောင်းရှင်းပြပေးလိုက်တဲ့အခါချီလင်နဂါကချင်မူကိုဘိုးဘေးဆရာကိုစားသူ့ကိုပြုစုဆောင်ရှောက်ပေးဖို့နဲ့အစာရေစာကျွေးမွေးပေးရမယ်ဆိုပြီးအကူအညီတောင်းခံခဲ့ပါတယ်။တော်ဝင်ကျောင်းတော်ကကျွေးမွေးပြုစုတယ်မဟုတ်ဘူးလားမေးတော့တော်ဝင်ကျောင်းသားတွေကသူ့ကိုဆိုရင်အယုတ်ကြီးတစ်ခုလိုမှတ်ယူထားကြတဲ့အပြင်ကုလီနွန်ဟာပါမောက်ခချုပ်ကြီးဖြစ်လာတဲ့အတွက်တော်ဝင်ကျောင်းတော်ဘက်ကဟိုးအရင်တုန်းကလိုလုံးဝကယူမဆိုင်တော့တဲ့အကြောင်းရှင်းပြပြောဆိုလာခဲ့ပါတယ်။ဒါကြောင့်တလားလုံးလုံးဘာမှလာမကြွေးကြတဲ့အပြင်တမဲရုပ်ထုတစ်ခုလိုသဘောထားကြတဲ့အကြောင်း ချီလင်းငကားကလည်းမာနာကြီးသူဖြစ်တာကြောင့်သူများတွေစီမှာအစာရေစာတောင်းရံတာမျိုးလုံးဝမလုပ်ချင်တဲ့အတွက်အခုလိုငက်ပြက်နေကြရတာဖြစ်ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ချင်မူကကူညီပေးဖို့သဘောတူလိုက်ပြီးအလဲလဲနေနဲ့ချီလင်းငကားတွေတွေကိုနေ့စဉ်ပြန်ပေးရမယ်ဆိုပြီးအပေးယူလုပ်လိုက်ကြပါတယ်။ချီလင်းငကားဟာဆေးလုံးတွေကိုစားတောက်ချင်တာဖြစ်ပြီးတောက်ရည်ကိုတော့ဘိုးဘေးဆရာအိမ်တော်မှာရှိတဲ့ငကားရည်ကံမှာတောက်သုံးချင်ကြောင်ပြောတော့ဟူလင်းအားလည်းအဲ့ဒီကောင်ကသူတို့ပိုင်ဆိုင်မှုတွေကိုအကုန်စားပြစ်လိုက်မယ်ဆိုပြီးဘာမှမကြွေးချင်တဲ့အကြောင်းကက်ဆေးကုပ်ပြလိုက်ပါတယ်။ ဒါပေမဲ့ချင်းမှုကိုယ်တိုင်ကစေပညာရှင်တယောက်ဖြစ်လို့လိုအပ်တဲ့ဆေးလုံးတွေကိုကိုယ်တိုင်ဖော်ဆက်ပေးနိုင်ကြောင်းသူတို့တွေဟာတကိုင်းနေသားတွေဖြစ်လို့ချီလင်းငကားကိုမွေးဖို့ဆုံးဖြတ်လိုက်ပြီးတာနဲ့ငကားရေကန်စီခေါ်ဆောင်ပေးလာခဲ့ပါတယ်။ရေတွေအများကြီးကိုအပားတရတောက်တုံးလိုက်တဲ့အခါမူလပုံစံလိုမျိုးအကောင်ကြီးပြန်ဖြစ်လာတဲ့အတွက်ဟူလင်းအာကအစာကြီးတယ်လို့ခန္ဓာကိုယ်လည်းအယံကြီးတယ်ဆိုပြီးအံ့အားသင့်သွားကြရပါတယ်။ဟူလင်းအာကချီလင်းငကားကိုငကားကြီးလို့ပြောင်းလဲခေါ်ဆိုလိုက်ပြီးစိမ့်ပြနွားရှိမှနေရာပေးထားလိုက်တဲ့နောက်ဗိုက်စာနေသေးတဲ့ကောင်ကိုစေကမ်းမဆောင်စီထက်ခေါ်ဆောင်ပေးလာခဲ့ပါတယ်။ အဲ့ဒီနောက်ချင်းမူကချီလင်နဂါကိုဆေးလုံးတွေကျွေးမွေးလိုက်တော့တခင်လေးခိုင်းတဲ့အရာကိုအကုန်လုံးပေးမှဖြစ်တယ်လို့ဘေးအန်ဒီယ်တွေကနေကာကွယ်စောင့်ရှောက်ပေးပါမယ်ဆိုပြီးပျော်ရွှင်စွာစားတောက်ရင်ဂရိပေးလိုက်ပါတယ်။ဒီစကားကြတော့တရွေးသွားယူနေတဲ့ဟူလင်းအာကစိမ့်ပြနွားကြီးကိုတောင်နိုင်အောင်မတိုက်နိုင်ဘဲနဲ့များအပိုးတွေလျှောက်ပြောနေတယ်ဆိုပြီးလှောင်ပြောင်းလိုက်ပါတယ်။ရရှိလာတဲ့ချီလင်နဂါတရွေးကိုချင်းမူကဒံယာချက်ချင်းပျောက်ကင်းစေတဲ့စေဖို့စံမှုပြုလုပ်လိုက်ပြီးအနာချက်စိအဖြစ်ပြန်လဲရောင်းချတယ်လို့ခြေထောက်မှာဒံယာရရှိနေတဲ့ဗျိုင်းငှက်တစ်ကောင်ကိုလည်းအကောင်းတိုင်းဖြစ်အောင်ကုသပေးလိုက်ပါသေးတယ်။ ဒီလိုစိတ်ဖို့ဇမှုကိုမြင်တော့တော်ဝင်သမားတော်တွေလည်းအယံအံ့ဩသွားခဲ့ကြရသလိုသမားတော်ကြီးကသူတို့အချင်းချင်းဒဏ်ရာရအောင်လုပ်ပြီးနှစေးသမားတော်လေးကိုဆေးစွန့်ထက်ပြခိုင်းခြင်းနေလို့အချင်းချင်းဝိုင်းဆွဲထားလိုက်ရပါသေးတယ်။ချင်းမူကဒီစိတ်ဖို့ဇမှုကိုရောင်းချပေးမယ်လို့ပြောလိုက်တာနဲ့သမားတော်တွေလည်းအလူရက်ဝဲယူကြပါတော့တယ်။ဒါကြောင့်ချင်းမူဟာချီလင်းနဂါတွေကနေရွှေတင်းကားမြောက်များကိုအကျိုးမြတ်ရရှိခဲ့သလိုဟူလင်းအာကသူတို့အခုရရှိထားတဲ့ငွေကြေးပမာဏကသူများတွေစီကနေလူယူတော့ကထက်အများကြီးကျော်လွန်နေပြီဖြစ်ကြောင်းဝန်သားအာရဝန်ခံပြောဆိုလိုက်ပါတယ်။ တော်ဝင်ကျောင်းစီသွားနေတဲ့တလျှောက်မှလည်းချီလင်းနဂါးကလမ်းပိတ်နေသူတိုင်းကိုအကုန်တွန်းတိုက်ပစ်နေခဲ့ပြီးတခင်လေးအတွက်လမ်းဖယ်ပေးဖို့ဩပြောနေခဲ့တာကြောင့်ဒီချင်းတိကြီးကအရှင်ကြီးဟဆိုပြီးလူတိုင်းအံ့အားသင့်ကုန်ကြရပါတယ်။ချင်းမူကချီလင်းကိုပြန်ထိန်းထားလိုက်ရပြီးလူတွေကိုထိခိုက်အောင်မလုပ်ရဘူးဆိုပြီးတုန်တင်ဆုံးမနေတဲ့အချိန်လင်းယူရှုကစင်မြင့်တစ်ခုပေါ်မှာအကူဖြစ်သူနဲ့လက်ရည်စမ်းတိုက်ခိုက်နေခဲ့ပြီးခဏအကြာမှာပဲအနိုင်ယူပြစ်လိုက်နိုင်ပါတယ်။ ချင်းမူရောက်လာတာမြင်တော့ပျော်ရွှင်သွားတဲ့လင်ယူရှို့လည်းချင်းမူအနာကိုချက်ချင်းစင်းပြေးလာခဲ့ပြီးဒီရက်ပိုင်းဘယ်တွေလျှောက်သွားနေတာလဲဆိုပြီးတိုးတိုးလေးမေးလိုက်တဲ့အခါလူတွေဝိုင်းကြည့်နေတဲ့အတွက်အကွာဝေးပြန်ထိန်ထားလိုက်ရပါတယ်။ပါရှန်ဆရာကြီးကချင်းမူအတွက်စိုးရိမ်နေကြောင်းပြောလိုက်ပြီးပါမောက်ခချုပ်ကြီးနေရာကိုကုလီနွန်ကတာဝန်ယူလိုက်ပြီးဖြစ်လို့သတိထားနေထိုင်ရမယ်ဆိုပြီးတိုးတိုးလေးကပြောလိုက်တဲ့အချိန်မင်းသားလေးရောက်ရှိလာပြီးသူတို့နှစ်ယောက်ကြာအမြန်ဝင်ခွဲပြစ်လိုက်ရပါတယ်။ ချင်မူနဲ့ကူလီနွန်တို့ကြားမှာပြဿနာရှိနေမှန်သိသလိုချင်မူသိမ်းဆီးထားတဲ့ရှောက်ပေါင်သားကိုလည်းပြဿနာမဖြစ်ချင်ဘူးဆိုရင်ကူလီနွန်စီပြန်ပေးခိုင်းလိုက်ပါတယ်။ကူလီနွန်နဲ့ပြဿနာဖြေရှင်းခြင်းတဲ့ဆိုရင်သူ့ဘက်ကနေတွေးဆုံပေးနိုင်ကြောင်းပြောတော့ချင်မူကအပြက်စီးနေမြည်ရဲ့စီးမြင့်တိုင်းဆိုရင်ကို့အစွမ်းစားနဲ့ရရှိလာတဲ့ပစ္စည်းတွေကိုပြန်ပေးစရာမလိုဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါအပြင်ကူလီနွန်ကအိမ်ရှိဆက်ရဲ့ဆရာဖြစ်တာကြောင့်တာမန်မင်းသားတပါးကိုမျက်နှာသာပေးပါမလားဆိုတဲ့ချင်မူစကားကြောင့်သူဟာနေဆက်ကိုသွားပြီးတာဝန်ထမ်းဆောင်တော့မှဖြစ်ကြောင်းမင်းသားလေးနဲ့ရှင်းပြလိုက်ရပါတယ်။ တော်ဝင်ရုံးတော်ထဲမှာတိတ်တဆိတ်ကြင်စီမှုတွေရှိလို့လင်းယူရှုကသူ့နဲ့အတူလိုက်လာတင်ကြောင်းပြောတဲ့အခါလင်းယူရှုကပါရှန်ဆရာကြီးထံမှာပညာသင်ယူရအောင်မယ်ဆိုပြီးချင်းမှုနောက်ဝင်ဖို့လိုက်ပါတော့တယ်။ချင်းမှုကလည်းလင်းယူရှုဘာမှမဖြစ်စေရအောင်ကာကွယ်ပေးနိုင်ပါတယ်ဆိုပြီးအာမခံပေးလိုက်တဲ့အခါမင်းသားလေးကတော့ငါကမင်းရှိနေလို့ပိုပြီးစိုးရိမ်နေရတာကွာဆိုပြီးစိတ်ညစ်စွာတွေးတောမိလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ချင်းမှုဟာသူ့ရဲ့နေအိမ်စီကိုပြန်ဖို့ရည်ရွယ်လိုက်ပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကုလီနွန်ကချင်းမှုကိုတားဆီးပြီးလက်စားချေဖို့ကြံစီပါတော့တယ်။ ကူလီနွန်ကချင်မှုကိုခြုံကိုတိုက်ခိုက်ခဲ့ပေမဲ့ချင်မှုကတိုက်ခိုက်မှုအားလုံးကိုရှောင်တိမ်နိုင်ခဲ့ပါတယ်။သူ့ကိုအခုလိုတိုက်ခိုက်တာဟာအရင်ရဲ့တင်းလွတ်တဲ့လုပ်ရဖြစ်ကြောင်းချင်မှုသတိပေးလိုက်တော့ကူလီနွန်လည်းဒီစကားကြောင့်မင်းသက်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ချင်မှုဟာတော်ဝင်ကျောင်းတော်ရဲ့ပထမဆုံးပါရကူဖြစ်ပြီးရန်ကန်ရှင်မင်းမြတ်ရဲ့တပည့်လည်းဖြစ်နေပြန်တယ်လို့မေတော်ကြီးကလည်းဒံယာကုသပေးဖူးခဲ့တာကြောင့်ကူလီနွန်သာသူ့ကိုဆက်တိုက်ခိုက်ရဲမယ်ဆိုရင်အရှင်မင်းမြတ်ကခေါင်းဖြတ်ကွက်မြက်လိမ့်မယ်ဆိုပြီးချိန်ချောက်လိုက်ပါတယ်။ ဒီအချိန်မှာပဲဆီယာတူအကိုကြီးချက်ချင်းရောက်ရှိလာခဲ့ပြီးကူလီနွန်လိုမျိုးနတ်တရာအဆင့်တယောက်ကချင်းမှုလိုမျိုးအလင်းငါးခုအဆင့်ကိုအရှက်မရှိတိုက်ခိုက်ရတဲ့ပေါ်ဆိုပြီးလောင်ရယ်လိုက်တဲ့အပြင်ချင်းမှုကိုတခုခုထိခိုက်စေခဲ့ရင်ကူလီနွန်ပါဝင်ဓမိသားစုလုံးကိုဖျက်ဆီးပစ်ပေးမယ်ဆိုပြီးထပ်ပြောပြလိုက်ပါတယ်။ကြောက်ရွံ့ခြင်းမရှိတဲ့ကူလီနွန်ကပါရှန်ပါမောက်ခါကြီးကိုတိုက်ခိုက်ဖို့စိန်ခေါ်လိုက်တဲ့အတွက်တစ်ဖက်ကလည်းလက်တင်ခံလိုက်တာကြောင့်တိုက်ပွဲဆင်နွှဲကြဖို့အတွက်နေရာတစ်ခုစီကိုထွက်ခွာသွားခဲ့ကြပါတယ်။ ဲ့ဒီတိုက်ပွဲမှာတော့ကူလီနွန်ကနဆိုးဝိညာဉ်အသုံးပြုပြီးပါရှန်ကိုစိန်ခေါ်ရင်ဆိုင်ခဲ့ပေမဲ့တဖက်လူရဲ့တိုက်ကွက်တစ်ချက်တည်းကနဆိုးဝိညာဉ်ကိုဖျက်ဆီးပစ်နိုင်ခဲ့ပြီးကူလီနွန်ကိုလည်းချက်ချင်းအနိုင်ယူပစ်လိုက်နိုင်ပါတယ်။ဘာလို့ဒီကောင်လေးကိုကာကွယ်ပေးနေတာလဲဆိုပြီးကူလီနွန်ဘက်ကမယုံကြည်နိုင်စွာမေးလာတော့ပါရှန်ဘာမောက်ခတ်ကလည်းချင်းမူဟာသူ့ရဲ့ဆရာတူညီလေးဆိုပြီးပြက်သားစွာပြန်ဖြေပေးလိုက်ပါတော့တယ်။တဖက်မှာတော့ချင်းမူကနေအိမ်စီးပြန်ရောက်လာခဲ့ပြီးတကားဖွင့်ဝင်လိုက်တဲ့အခါမင်းဆရာဖြစ်သူကိုအထဲမှမြင်လိုက်ရတာကြောင့်အံ့အသင့်သွားရပါတယ်။ ကောင်းကင်နဲ့ဂိုင်းချုပ်တစ်ကသူတို့တော်ဝင်ចောင်းသားဖြစ်နေတာပဲဆိုပြီးမင်းဆရာနှုတ်ဆက်လာတဲ့အခါကြောက်ရွံ့ခြင်းမရှိတဲ့ချင်မူကလည်းမင်းဆရာကသူ့ကိုလမ်းညွန်ပေးမလို့ရောက်လာခဲ့တာများလားဆိုပြီးပြန်မေးကြည့်လိုက်ပါတယ်။ဒီစကားကြတော့ကောင်းကင်နဲ့ဂိုင်းနဲ့တော်ဝင်ចောင်းတော်ကြမှာဆက်ဆက်ရေးရှုပ်ထွေးတယ်ဆိုပြီးမင်းဆရာကချင်းချောက်တဲ့လေတန်နဲ့ပြောပြလိုက်တဲ့အပြင်ချင်မူအနေနဲ့အခုလိုပြန်ရောက်လာခြင်းကသူ့လက်ထဲမှာအသက်ခံရမှာကိုမကြောက်ဘူးလားဆိုပြီးထပ်မေးလိုက်ပါတယ်။ချင်မူကတော့အခုချိန်ထိတည်ငြိမ်အေးဆေးနေစေဖြစ်ပြီးမင်းဆရာအနေနဲ့လက်ရှိအခြေအနေမှာရွေးချယ်စရာနှခုရှိကြောင် ပထမဆုံးတစ်ခုကသူ့ကိုအခုချက်ချင်းတက်လိုက်ရင်ကောင်းကင်နဲ့ကိုင်းကချက်ချင်းပုံကန်လာမှာဖြစ်တယ်လို့သူ့ကိုလွတ်ပေးလိုက်မယ်ဆိုရင်ရန်ခန်းတော်ဝင်တိုင်းပြည်ရဲ့ပြောင်းလဲခြင်းလန်းစဉ်ကိုနောက်ရှက်မှမဟုတ်ကြောင်းပြန်ချင်းချောက်ပေးလိုက်ပါတယ်။ဒါကြောင့်မင်းဆရာဘက်ကဘယ်နီလန်းကိုရွေးချယ်လိုက်ပါစေ။ချင်မူဘက်မှာနောက်ခံတစ်ခုလုံးရှိတဲ့အတွက်လုံးဝကြောက်ရွံ့နေမှာမဟုတ်ကြောင်းပြက်သားစွာပြောပြလိုက်ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။